အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ3ရက်ဒီဇင်ဘာလ3ရက်နေ့မှာတော့တကယ်တည်င်းထူတွေပါတယ်เนาะတည်င်းကောင်းတွေပါတယ်အဲ့ဒါကကျွန်တော်တို့ DKBA ရဲ့စောစန့်အောင်ပေါ့တကယ်ပုံကြီးတွေပုံမှုတွေအရာရှိတွေအမေရိကကနေပြီးတော့ session လုပ်တဲ့ထဲမှာသူတို့တို့ဖွဲ့လုံးပါတယ်ဆိုတော့စောစန့်အောင်ကပြောလို့ဆိုတော့သူတို့စီမှာလာလို့ရှင်ငွေပြေးပေးရမယ်တဲ့ဆိုတော့အဲ့ဒါကိုနေပြီးတော့အမေရိကကနေပြီးတော့ဒီနေ့ FBI เนาะ FBI ကနေပြီးတော့သူတို့ထုတ်ဖော်လိုက်တယ်အဲ့ဒါအရှက်ပြပြန်ကွဲရတဲ့เนาะအကြောင်းတရားဖြစ်လာတယ်ဆိုတော့အမေရိကတော့ နော်တစိမ့်တစိမ့်တော်တော်ကိုတိုးလာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နော်လွတ်တော်ကလည်းတော်တော်အလုံးလုံးတယ်ပြီးလို့ရှိရင်တော့ဒီဖက်မှာကြားဖြန်းကိစ္စလည်းသူတို့တော်တော်အလုံးလုံးတယ်ဒီဖက်ကဘလောက်ပဲဖုံးဖိထားထားသူတို့ကတစ်ခုပြီးတစ်ခုပေါ်ထုတ်တယ်ဆိုတော့ဒါကတော့တကယ်သူတို့အရှက်ပြန်ပြန်ကွဲရတဲ့အဆင့်ထိရောက်သွားတယ်အဲ့ဒါက FBI ကနေပြီးတော့ထုတ်ဖော်တာဆိုတော့အမေရိကကတော်တော်ကိုတစိမ့်မမတ်လုပ်တယ်ဒီဖက်ကငရုတ်သိမတွေ့ဘူးဒီနေ့ကတော့နော်တကယ်အကောင်ကြီးကိုတွေ့နေတယ်ဆိုတော့အဲ့ဒါကနော်ဒီ KBA ကတကယ်တိခါကြတဲ့အဆင့်နော်ရောက်သွားတဲ့တည်င်းနောက်တစ်ခုကဒေါ်လာရအဖွဲ့တွေက ဒီဖက်မှာစကားစကိုတူယူလာတယ်เนาะအဲ့ဒါကပါရာမော်တာပါရာမော်တာကိုစီနမောင်းနေပြတဲ့เนาะ KTLA ရဲ့နောက်ဘုတ်ချုပ်နေသားမြတ်ကမောင်းပြပြီးတော့ဒေါ်လာရေးမှာအသုံးဖြုတ်ဖို့စပြီးတော့เนาะမောင်းနေတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်တို့ကြည့်ရမယ်เนาะကြည့်ရမယ်ဆိုတော့အဲ့ဒီပြန်တော့ဒေါ်လာရေးဖွဲ့တွေကဒီမအလာတို့ကိုတူယူတယ်ဆိုတော့မအလာတို့ကအရင်တော့ကဒုံဒုံကိုမအလာတို့ကယူမဆိုင်ဘူးဆိုတော့နောက်ပိုင်းမှာဒုံကိုတော်တော်ကိုတော်တော်ကြွကြွသူတို့တုံးလာတယ်အဲ့ဒါကတော့မအလာကဒေါ်လာရေးဖက်ကလူတွေကို တွေ့อยู่လားအခုကတော့မဟုတ်ဘူးเนาะအခုကမအလိုက်ကပါရာမော်တာကိုစပြီးတော့သုံးပြတယ်အခုဒီဖက်ကဒေါ်လာရဲ့ဖွဲ့တွေကလည်းစပြီးတော့သုံးတယ်မောင်းနေပြနေပြီဆိုတဲ့ဟာကိုမကြခင်เนาะစစ်ပွဲတွေမှာတွေ့ရမယ်ဆိုတဲ့အဲ့ဒီတတိယလည်းကျွန်တော်တို့ကောင်းတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ရန်ကုန်တာယုံပေါ့ဒီဖင်လန်ကနေပြီးတော့ပိတ်လိုက်တဲ့တတိယနောက်တစ်ခုကကုလသမဂ္ဂကမြန်မာနိုင်ငံမှာဘိန်းဘရင်နံပါတ်1เนาะအဲ့ဒီဟာကိုเนาะကုလသမဂ္ဂကထုတ်ဖော်လိုက်တဲ့အကြောင်းတရားကလည်းတတော်ကိုเนาะတည်င်းကြီးတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီခေတ်အကြောင်းကိုကျွန်တော်တို့သွားမယ်ဆိုတော့ DKBA ကသူတို့ပြောတာကတားဖြတ်လုပ်ငန်းကိုသူတို့မသိဘူးတဲ့ဘာမှနားမလည်ဘူးသူတို့ကွန်ပျူတာရှေ့မှာပဲသူတို့ထိုင်ပြီးတော့နေတာကိုပဲသိတယ်အဲ့ဒီပြတော့သူတို့စာမတက်ဘူးပေါ့နော်စာမတက်ဘူးဘာမှမသိဘူးလေသူတို့ကလုံခြုံငယ်ပဲယူပေးရတယ်နော်သူတို့စီမှာလာလို့ရှိရင်တော့ငွေရုပ်သီးပဲရမယ်ဆိုတဲ့ဟာကိုသူတို့ပြောတယ်နော်ပြောတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ KNU ကနေပြီးတော့ပထမဆုံးအချက်ခွေးလိုက်တယ်နော်အချက်ခွေးလိုက်တယ်အဲ့ဒါကမင်းလပ်ပံမှာနော်မင်းလပ်ပံမှာအဲ့ဒီမှာသူတို့အချက်ခွေးတယ် အဲ့ဒီနေရာတွေမှာเนาะအကုန်လုံးဖမ်းပြရတယ်ပြီးလို့ရှိရင်သူတို့ရဲ့အချက်အလက်တွေကိုအကုန်လုံးနိုင်ငံတကာကိုပြဖို့အတွက်เนาะအကုန်လုံးသိမ်းဆိတ်ထားတယ်ဆိုတော့တော်တော်ကိုအဲ့ဒီမှာလည်းအချက်ကွဲတယ်ဆိုတော့အဲ့ဒီမှာဘောသခွားသီးဆိုတဲ့လူကိုလည်းသူတို့ရှာရရမ်းပြီးတော့ဝရန်ထွားတဲ့ဆေးရောက်သွားတယ်နော်အဲ့ရောက်သွားတယ်ပြီးလို့ရှိရင်တော့ ကြားဖမ်းမယ်ဆင်ဖမ်းမယ်လဲသူတို့နေမိတယ်မှာလုံးဝဖျက်တန်ခွင့်မပြုဘူးပါဘူးညာဘူးနဲ့ဟိုမောတော်ဖက်မှာသူတို့အဲ့လိုမျိုးလုပ်တယ်နောက်ပိုင်းမှာပြန်ပြီးတော့ရုပ်သိမ်းသွားတယ်နောက်ရုပ်သိမ်းသွားတယ်ဆိုတော့အခုကတော့အမေရိကကတစင်းမီတစင်းတက်လာတယ်နော်တစင်းမီတစင်းတက်လာတယ်အဲ့ဒါကတကယ်ဒီကြောက်ခဲမှာနော်ကြောက်ခဲရွာမှာအဲ့ဒီမှာတိုင်ရှင် website တစ်ခုသူတို့တွေ့တယ်အဲ့ဒါက domain လို့ခေါ်တယ် domain ဒီဒီ website မှာသူတို့က website ဖွင့်တော့မယ်ဆိုလို့ရှိရင် domain တစ်ခုကိုသူတို့ကယူရတာကိုဆိုတော့အဲ့ဒါကိုနေပြီးတော့ အမေရိကန်မှာရှိတဲ့လူတွေကိုလိန်တဲ့ crypto currency နော် crypto currency ပုံစံမျိုးနဲ့သူတို့ကလိန်တာအဲ့ဒီပြတော့အဲ့ဒီမှာ crypto မှာဆိုလို့ရှိရင်နော်ဝယ်လို့ရတဲ့ယင်းနည်းမျိုးနဲ့မုံလို့ရတဲ့လုံလို့ရတဲ့စသဖြင့်နော် crypto နဲ့နေပြီးတော့သူတို့က wallet ခုကိုဖွင့်လိုက်တယ်အဲ့ဒါက an f လို့ခေါ်တယ်အဲ့ဒါ domain ခုကိုသူတို့ဖန်ဆီးရမိတယ်ဒီနေ့ကနော် fbn ကနေပြီးတော့အဲ့ဒါကိုသိမ်းဆည်းပြီးတော့အဲ့ဒါကိုဖျက်ဆီးလိုက်တယ်ဖျက်ဆီးလိုက်တယ်ဆိုတော့ တော်တော်ကိုရှက်ကွေးပြီဒီနေရာမှာเนาะသောအဆက်အောင်ပြောတာကငြုပ်သီးမဟုတ်ဘူးခုကတကက်အလုံးကြီးเนาะကျွန်တော်တို့သိသိရမိတယ်ဆိုတော့အဲ့ဒါကတော့ DKPA ကတော့တဖြည်း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 နဲ့မကြခင်เนาะ USA ကတောင်းမဲ့ပုံစံမျိုးရောက်နေပြီเนาะ DKPA ကလိန်တယ်အခုရွှေကုတ်ကမှရှိတဲ့ဒီအဆောက်အုံမြောက်များစွာရှိတဲ့အဲ့ဒီမှာเนาะအဆောက်အုံပုံမြောက်များစွာရှိတဲ့အထက်မှာဆိုလို့ရှိရင်169လုံးကိုနေပြီးတော့ချိန်ပိတ်လိုက်တယ်เนาะချိန်ပိတ်လိုက်တယ်အဲ့ဒီဟာကကြားဖြတ် လုပ်ငန်းမှာသုံးတဲ့ဆော့ဥ169လုံးရှိတယ်လို့ပြောတယ်။အဲ့ဒီထဲမှာမှဒီနေ့က12ထပ်နော်12ထပ်ဆော့ဥကိုမိုက်ခွေပြလိုက်တယ်နော်မိုက်ခွေဖြစ်စီလိုက်တယ်ဆိုတော့အဲ့ဒီနေရာတွေကအတိပြတော့နော်ဒီဖက်ကဝင်လာလို့ရှိရဲ့ အဲ့ဒီနေရာတွေမှာထောက်ထားတဲ့အများကြီးရှိတဲ့အခါကျတော့သူတို့ကလည်းစဖျောက်လိုက်တာနော်အဲ့ဒီမှာ၁၂ထပ်အဆောက်အဦရွှေကုတ်ကမှပထမဆုံးနော်အဲ့ဒီမှာဘုံခွေခက်စီတဲ့အဆောက်အဦတစ်ခုရှိလာတယ်နော်ရှိလာတယ်ဒါပေမဲ့သူတို့တရားမဝင်တဲ့ဟာ169လုံးရှိတယ်နော်9လုံးအဲ့ဒါကိုချိန်ပေးလိုက်တယ်ဒါမှမဖြက်စီသေးဘူးဘလို့ဖြက်စီမလဲဆိုတော့ကျွန်တော်တို့ကြည့်ရတာပေါ့နော်ပထမဆုံးကတော့၁၂ထပ်အဆောက်အဦတစ်ခုကိုဒီနေ့ဖြက်စီလိုက်တယ်ဆိုတော့ US ကနေပြီးတော့ဒါကိုကိုလုံး FBN ကနေပြီးတော့အချက်လက်တွေကိုလုံးရရှိထားတဲ့ ဝက်ဆက်ခုကိုသူတို့ဖျက်ဆီးလိုက်တယ်သိမ်းဆီးထားတယ်အဲ့ဒီပြတော့ထောက်ထားတစ်ခုရသွားပြီဆိုတော့ဖြည်းဖြည်းဖြည်းနဲ့ထောက်ထားရတော့မယ်အဲ့ဒါကြောင့်ဒီဖက်က နော်မအလာနဲ့ပူပေါင်းပြီးတော့ DKB တို့ BGF တို့ကတော်တော်ကိုအချက်လက်တွေကိုသူတို့ဖုံးပြထားဖို့ဖြောက်ဖို့အတွက်သူတို့စူးစမ်းနေတယ်ဆိုတဲ့ဟာကိုပြရတယ်။အဲ့ဒီမှာမရှုမလားပျောက်နေတာကဒါမောင်ချစ်သူနော်မောင်ချစ်သူကဆိုလို့ရှိရင်မရှုမလားပျောက်နေတဲ့ဒီနေရာမှာတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဘလောက်ပဲဖုံးထားဖုံးထားနော်အမေရိကကနေပြီးတော့လိုက်မှာပဲလိုက်မှာပဲဘာလို့လဲဆိုတော့သူတို့ကဘီလီယံနဲ့ချီပြီးတော့အမေရိကနိုင်ငံသားတွေကငွေကိုခိုးတယ်လို့ပြောထားတာရှိတယ်။ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် KTR လေ KTR လေရဲ့ပုံချုပ်နန္ဒမြဆိုလို့ရှိရင်ပျောက်သွားတာကြားပြီး နော်ဒေလာပျောက်လာဆိုတာအခုပျောက်ပြီးတော့ဘုံခနဲ့ပေါ်လာတယ်နော်ပေါ်လာတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့သူတို့က KTM ကနေပြီးတော့အခု Paramotor ဒီစကားစကားတုံးတဲ့ Paramotor ကိုနေပြီးတော့သူတို့ဝယ်တယ်ဝယ်ပြီးမှအဲ့လောက်ကိုအမောင်းလေးကျင့်တယ်မမောင်းလေးကျင့်ပြီးမှအခုအောင်မြင်သွားပြီဆိုပြီးမှအခုဘုံချုံနဲ့တမ်းများကနေပြီးတော့မောင်းပြတယ်မောင်းပြတယ်တိပြတော့ ဒီတော်လည်းဓမ္မတွေအရဆိုလို့ရှိရင်ဒီပါရာမော်တာကိုသုံးဖို့ကြိုးစားနေပြီเนาะမကြခင်ကျွန်တော်တို့စစ်ပွဲတွေ့မှာမြင်ရလိမ့်မယ်ဆိုတော့ခုကတော့စတော့မောင်းပြတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ဆိုတော့အဒီဗီဒီယိုဖိုင်လေးခဏလေးကြည့်ရအောင် ဘူးပဲမောင်းရနော်ဒီကသွားနောက်လို့မရဘူးနောက်တစ်ခုက discount တက် selection မျိုးမှ yes ခန့်ကနေပြီးတော့ထွက်လာတဲ့စိတ်ကြောင့်နေပြီးတော့ဒီဘက်ကကြားဖြတ်ပြီးတော့တိုက်လိုက်တယ်တိုက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာ၁၀ရောက်ပြေးတယ်ဒါပေမဲ့အလောင်းကတော့တလောင်းပဲရတယ်တော့ဂျန်တဲ့အလောင်းတွေကျတော့သူတို့ကနေပြီးတော့ဒီသူတို့ရဲ့အလောင်းတွေကိုပြန်ပြီးတော့ယူသွားတယ်ရလိုက်တာကတော့တလောင်းပဲရတယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရမယ်နောက်တစ်ခုကရန်ကုန်မှာရှိတဲ့ဖင်လန်နိုင်ငံကတန်ယုံ ော့တန်ရုံကနေပြီးတော့ပိတ်မယ်ဆိုပြီးတော့တို့လိုပြောတယ်အခုဖင်လန်နိုင်ငံမှာသွားမယ်မြန်မာပြည်သားတွေဆိုလို့ရှိရင်မြန်မာပြည်ကနေပြီးတော့လုပ်လို့မရဘူးမရတော့ဘူးဗီဇာကိုကျွန်တော်တို့ထိုင်းကနေပြီးတော့လုပ်ဖို့အဲ့ဒီဝဆောင်မှုတွေကအကုန်လုံးထိုင်းကနေပြီးတော့ပဲအော်လုံးမယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အတားကပါလဲဆိုလို့ရှိရင်နိုင်ငံရေးကအန်ဒီရများလာတယ်။နိုင်ငံရေးအန်ဒီရများတဲ့အတွက်ကြောင့်ရန်ကုန်မှာရှိတဲ့နော်ဖင်လန်နိုင်ငံကတာယုံကိုနေပြီးတော့ပိတ်သိမ်းလိုက်တဲ့ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ အဲ့ဒီမှာဒီဖလန်နိုင်ငံကိုသွားချင်လဲဆိုလို့ရှိရင်တော့ time ကနေပြီးတော့လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမြန်မာနိုင်ငံမှာဆိုလို့ရှိရင် bin site site မှုတွေဆိုလို့ရှိရင်ကြီးကြီးလုပ်တယ်နော်ကပါပါဆိုလို့ရှိရင် number 1နိုင်ငံအဖြစ်နဲ့เนาะကျွန်တော်တို့ပလက်ထမကကနေနေထုတ်ပြန်လိုက်တယ်ဆိုတော့တကယ်မဟုတ်ခုလုပ်ငန်းတွေအမျိုးဆုံးစုဝေးတဲ့ဗဟုချက်ဖြစ်ပြီးဆိုပြီးမှเนาะကျွန်တော်တို့ကုလသမဂ္ဂကထုတ်ပြန်တယ်ဆိုတော့ကုလသမဂ္ဂကလည်းထုတ်ပြန်တယ်အမေရိကကလည်းเนาะ strike force ကိုသူတို့လုပ်လာတယ်အဲ့ဒီပြတော့ data တွေကတော့ တကယ်ရာဇဝင်ဂိုင်းတွေစုပြုံတဲ့နေရာတွေဖြစ်လာတယ်ဆိုတော့ဗန်နီဆွဲလာလို့ပဲเนาะအဲ့ဒီမှာရာဇသံပေးမလားမပေးဘူးလားဆိုတော့ကျွန်တော်တို့ဆက်ပဲကြည့်အောင်ဒီဘင်းကိစ္စနဲ့ဘယ်လိုရှင်တော့ကြားဖြတ်မဟုတ်ခိုးကိစ္စနဲ့ငွေလင်ဂိုင်းကိစ္စနဲ့စသည်ဖြင့်ဒါတွေကတကယ်เนาะကျွန်တော်တို့ထိထိဝဝင်သူတို့လုံမယ်ဆိုလို့ရှင်တော့ဗန်နီဆွဲလာလို့ပဲဖြစ်မလားလို့ကျွန်တော်တို့သိဘူးเนาะဆိုတော့ဆက်ပဲကြည့်ရတာပေါ့အခုဗန်နီဆွဲလာတမတာကိုတော့ရာဇသံပေးတယ်မင်းအဲ့ဒီကနေချက်ချင်းထွက်ဆိုပြီးတော့เนาะ ဒီ Donald Trump ကသမ္မတ Donald Trump ကနေပြီးတော့ရာဇသံပေးလိုက်တဲ့တည်င်းတွေကလည်းကျွန်တော်တို့လူမှုကွန်ရက် ပေါ်မှာတည်င်းမီဒီယာမှာတွေ့နေကြတာပဲเนาะဆိုတော့အဲ့လိုမျိုးမဖြစ်ဘူးလို့လည်းကျွန်တော်တို့မပြောနိုင်ဘူးဘာဖြစ်ဆိုတော့ကိုယ်ဘိန်းနဲ့ဆက်တွေ့တယ်ဆက်တွေ့မှုတွေရှိလာတယ်ပြီးလို့ရှိရင်တော့ကိုယ်ဒီကြားဖြတ်ဆိုလို့ရှိရင်เนาะကပအရေးဖြစ်သွားပြီเนาะမြန်မာနိုင်ငံရဲ့အရေးမဟုတ်တော့ဘူးဆိုတော့ကိုယ်ကြားဖြတ်ကိုခြိုင်တဲ့ဟာကနိုင်ငံပေါင်းမြောက်များစွာစူပေါ်မှာခြိုင်နေတာဖြစ်တဲ့ခါကျတော့အဲ့လိုမျိုးမဖြစ်ဘူးလို့လည်းကျွန်တော်တို့မပြောနိုင်ဘူးเนาะမပြောနိုင်ဘူးကျွန်တော်တို့ ဆက်လို့ကြည့်ကြရတာပေါ့เนาะနောက်တစ်ခုက granny granny ပြင်နေမှာကျွန်တော်တို့စစ်ပွတ်တွေမချတာကြားပြီเนาะကြားပြီဆိုတော့အခုကတော့အဲ့ဒီ light core မြို့နေနော်ကုန်းပေါင်ရွာမှာဆိုလို့ရှိရင်နော်စစ်ချောင်းထိုးလာတယ်နော်စစ်ချောင်းထိုးလာတယ်အဲ့ဒါကနေပြီးတော့ဒီဖက်ကနေပြီးတော့ဒေါ်လာရဲ့ဖွဲ့တွေကကြားဖြတ်ပြီးတော့အဲ့ဒီမှာတိုက်ခိုက်လိုက်တယ်เนาะတိုက်ခိုက်လိုက်တဲ့အခါကျတော့အဲ့ဒီမှာဆက်ကစားဖက်က အယောက်20သေးတယ်ဒါပေမဲ့လက်နဲ့ကတော့22လက်ရတယ်နော်လက်နဲ့ကပိုးရရတော့ကျွန်တော်တို့တွေ့ရမယ်ဒေတိတ်လူက20လက်နဲ့ရတာက22လက်ဆိုတော့ဒီပေတော့တချို့လူတွေမှာလက်နဲ့နဲ့လက်တို့ပါတို့ပါတာတို့ပါတို့တချို့လူတွေဆိုလို့ရှိရင်ပြေးသွားတဲ့အခါမှာတို့လက်နဲ့တွေကိုမယူသွားနိုင်တာတို့ပါတို့နော်အဲ့လိုမျိုးဒဏ်ရာရပြီးတော့ထွက်ပြေးသွားတာတို့အဲ့လိုမျိုးလေးဖြစ်နိုင်တာပေါ့နော်လက်နဲ့ကတော့22လက်ရတယ်စက္ကစသေးတာကတော့အယောက်ပေါင်း20သေးတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမိနစ်ရနေမှာတွေ့ရမှာဖြစ်တယ် နောက်တစ်ခုကရခိုင်ပြည်နယ်နော်ကြောက်တော်မြို့နယ်မှာဆိုလို့ချင်းစကစကပုံကျဲတဲ့ဂျက်ဖိုက်တာနဲ့နော်အဲ့ဒီမှာကလေးရဲ့ပါဝင်ခဏယောက်တည်ဆုံသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပဲတော့မစားရတဲ့အမေတဲ့နဲ့ပဲသူတို့ကတော့အဲ့ဒီမှာထိုးစစ်စင်တော့လုံးဝကိုမပေါက်တာနော်လုံးဝကိုမပေါက်တာနဲ့ရေကန်ဖက်မှာလည်းလုံးဝမပေါက်ဘူးပြီးတော့ချင်းကြိုက်တဲ့ဖက်မှာဒီဖက်မှာတိုင်းသုံးတိုင်းကိုဝင်ထားတာသူကရခိုင်ပြည်မှာတိန်းလုံးနီးပါ ကုန်လုံးပြီးလုံးနေပါအပြင်ကျွန်တော်တို့တိုင်းတုံးတိုင်းမှာဝင်ဝင်ထားတယ်။တော့ AA က AA တိုင်းတော့မကွေးတော့ပုဂိုးတော့စသဖြင့်ဒီနေရာမှာလည်းစခန်းတွေအများကြီးတင်ထားတာရှိတယ်။ဆိုတဲ့အခါကျတော့အဲ့ဒီဖက်မှာထိုးစေးရခိုင်ကိုရောက်ဖို့မပြောနဲ့။နောက်မကွေးတော့ပုဂိုးတော့ AA တိုင်းတော့အဲ့ဒီနေဆက်ကလေးကနေသူတို့ကပြုံးနေပြီနော်ပြုံးနေပြီ။ဘာဖြစ်ဆိုတော့သူတို့ကတကယ့်ဒီဖက်မှာတော့တော်လိုင်းရောက်ဖွေးတယ်လေးရှိတာဟုတ်နော် PDF တွေနဲ့ပူပုံထားတဲ့အခါကျတော့ခိုင်ကိုသွားဖို့ကပထမဆုံး ရခိုင်နဲ့ပူပေါင်းနော်အေးနဲ့ပူပေါင်းဖွေးတယ်တော်လည်းရဖွေးတယ်နဲ့အရင်ဆုံးဆောင်ရတယ်ဆောင်ရတဲ့ခါကျတော့ဘလို့မှတိုးလို့မပေါ့ဘူးနော်သွားလို့ရတဲ့နေရာတွေကတော့ကျွန်တော်တို့လေရန်ပြန်တယ်ကျွန်တော်တို့စစ်တွေကိုစီရင်အားပို့နိုင်တယ်ပြီးတော့သူတို့မှာကရေလမ်းနဲ့ပေါက်တာဘူးနော်ဆိုတော့ရေလမ်းနဲ့လည်းသူတို့ပို့နိုင်တယ်ဆိုတော့ဟိုတရက်နေ့ကမနေ့ကပေါ့နော်ဒီအား900ထပ်ပို့တယ်ကြောက်ဖြူမှာဆိုတော့အစ်ပေကတော့အရင်တို့ကထောင်လင်းချီတဲ့ ဲ့ဒီအဖွဲတွေကအကုန်လုံးကုန်သွားပြီနော်ကုန်သွားပြီအခုထပ်ပြီးတော့900ပို့တယ်ဆိုတော့တိုက်ပွဲတွေကတော့ကြီးကြီးဖြစ်နေတယ်အခုစစ်တွေမှာလည်းတကယ်မကြီး online group တို့ပါတို့ဖောက်ပြီးတော့အနေမျိုးတို့ခုခံဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သတင်းမီဒီယာတွေမှာကြားရတာဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့ဒါကိုတို့ကနော်ပြည်သူလူထုကိုမဲပြီးတော့ဘာမှအကြောင်းမရှိတဲ့ပြည်သူလူထုတွေကိုအခုမေ6တော်မျိုးနေမှာပုံချေးတယ်လူခုနှစ်ယောက်တည်တယ်နောက်တစ်ခုကဒီပဒေါင်းနေမှာဥချစ်ပင်မြို့ဖက်မှာဆိုလို့ရှိရင်ဆင်းလန်ရွာ ဲ့မှာနေပြီးတော့ဆစ်ချောင်းထိုးလာတယ်เนาะဆစ်ချောင်းထိုးတဲ့ခါကျတော့အဲ့ဒီမှာအေးအေးနဲ့ပူပေါင်းခွေးတွေကတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့ခါကျတော့အဲ့ဒါကတော်တော်ကိုထိခိုက်เนาะတေဆုံးမှုတွေတော်တော်ရှိနေတယ်ဆိုတော့အဲ့ဒါကကပါစာ6နဲ့နီးတယ်ကပါစာ6နဲ့နီးတဲ့ခါကျတော့အဲ့ဒီဖက်ကနေပြီးတော့ထိုးစစ်တက်လာတာเนาะအဲ့ဒီကပါစာ6နဲ့နီးတော့တက်လာတာဆိုတော့အဲ့ဒီမှာတော်တော်ကိုထိခိုက်တေဆုံးမှုတွေရှိနေတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်အဲ့ဒါကပတောင်းမျိုးနဲ့ဥချစ်ပင်မျိုးအဲ့ဒီဆင်လန်းရွာမှာเนาะဆင်လန်းရွာမှာအဲ့ဒီမှာတိုက်ပွဲဖြစ်ကြတာဆိုတော့အဲ့ဒီဖက်မှာလည်းအခုလာပြောတဲ့အတိုင်းပဲ ဟုတ်ဖက်မှာကျွန်တော်တို့ရခိုင်ကိုရောက်ဖို့လို့ပြောနေအဲ့ဒီကလေးကနေသူတို့ကနော်အတုံလုံးကြနေပြီနော်အတုံလုံးကြနေပြီဆိုတဲ့တဲ့တင်ကိုတွေ့ရမယ်နောက်တစ်ခုကမင်းလက်ပံနော်မင်းမင်းလက်ပံမှာဆိုလို့ရှိရင်တော့ဟုတ်ဒီစကားစကားသူတို့ရဲ့နော်ဒီလက်ရာတွေကိုမမိအောင်နော်အဲ့ဒီဖြောက်ဖြက်ဖို့အတွက်သူတို့စစ်ကြောင်းကြောင်းနဲ့ထိုးနေတယ်ထိုးတဲ့ခါကျတော့အဲ့ဒီမှာ KNU နဲ့တော်တော်ကိုတိုက်ပွဲဖြစ်နေတယ်ဆိုတော့အဲ့ဒီမြန်မာနိုင်ငံသား1300ကိုကျတော့သူတို့ဘေးလွတ်ရာကိုရွှေ့ပြောင်းလို့ရပြီးတော့နိုင်ငံခြားသားတွေရှိတယ်နော်နိုင်ငံခြားသားတွေကျတော့ တော့တရား90ခုခုခုနကတော့ထိုင်ဖက်ကနေပြီးတော့လက်ခံဖို့သူတို့တော့အလိုမျိုးတောင်းဆိုတယ်ဆိုတော့ထိုင်ဖက်ကလက်ခံလို့ရှိရင်တော့သူတို့အတွက်တော့ပူစရာမရှိဘူးဒါပေမဲ့အဲ့ဒီမှာနိုင်ငံခြားသားဝန်ထမ်းတွေရှိတယ်နော်ဝန်ထမ်းတွေ940ရှိတယ်နော်အဲ့ဒီ940ကသူတို့ဘယ်မှမသွားချင်ဘူးအဲ့ဒီပြတော့ငင်းဆန်တယ်ဆိုတော့သူတို့အတွက်တော့တော်တော်ကိုလုံခြုံရေးစိုးရင်နေရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာစကားစကားနေပြီးတော့ထိုးစစ်ဆင်တယ်အဲ့ဒီမှာ DKBN နဲ့ပေါင်းပြီးတော့ဒီမှာစစ်ကြောင်းကလည်းကြောင်းအထစ်တောင်မှသူတို့ဖွင့်ပြီးတော့တက်လာတယ်ဆိုတော့ သူတို့ရဲ့လုံခြုံရေးအတွက်တော်တော်ကိုစွန့်ရရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီကျန်တဲ့940အတွက်ပေါ့နော်940အတွက်ဆိုတော့နောက်တစ်ခုကပါလို့ဆိုလို့ချင်းတော့တပုကိုတိုင်းသားရဝတီနော်ခမရ39တိုင်းရင်ကနေပြီးတော့မတော်ဂိတ်အဲ့ဒီဂိတ်ကိုနေပြီးတော့တော်လိုက်အောင်ဖွေးတယ်ကနေပြီးတော့တိုက်ခိုက်ရှင်းလင်းလိုက်တယ်ရှင်းလိုက်တဲ့အခါကျတော့အဲ့ဒီမှာ9ယောက်ဖေးတယ်အဲ့ဒီမှာလက်နဲ့အချို့ကိုလည်းသိမ်းဆေးရမယ်လို့ဆိုတဲ့တင်ကိုလည်းတွေ့ရမယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာဆိုလို့ချင်းမြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံကိုဝင်ကြတယ်နော်ဝင်ကြတယ်ဆိုတော့အဲ့ဒီထိုင်းနိုင်ငံအဲ့ဒီမှာပထောင်နေမှာပေါ့နော် နောက်ကရထုံရွာအနီးမှာဆိုလို့ရှိရင်အဲ့ဒီမှာရေမြောင်းထင်မှာပြုတ်ကျသွားတယ်။နောက်ပြုတ်ကျသွားတဲ့ခါကျတော့မြန်မာနိုင်ငံသားဆိုင်းမရောက်မှာ၉ရောက်သေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီပြရတော့မြန်မာနိုင်ငံသားတွေထိုင်းဖက်မှာပုံစံမျိုးမျိုးနဲ့သွားတယ်၊ပွဲစားတွေနဲ့သွားတယ်။အဲ့ဒီမှာကာတင်းမှောက်ပြီးတော့အဲ့ဒီမှာသေးတာနော်။လူကတော့ဆိုင်းမရောက်ပါတယ်ဒါပေမဲ့၉ရောက်သေးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ဒီပြရတော့တဝက်ကျော်ကျော်သေးသွားတယ်နော်။ဆိုတော့ဒီတင်းကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဒီနေ့ဒီဆင်မလာတောင်းရည်ဒီမှာတတိမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲ။ဆိုတော့နောက်နေ့မှပြန်ဆွေးနွေးကြရအောင်။ मलाई सब्सक्राइब गर्ने काम गर्ने पिचा टेन्सन